ောင်းဆောင်မြင်လာပါခင်ဗျာဒီနေ့မြောက်ပေးတော့မယ်ကြောင်းရတော့ဒီ KIA ရဲ့အနေနဲ့ပေါ့လေဒါဒီပြစ်ဆက်မတွန်းနိုင်ရတယ်ဒါပုံမတိုက်ပွဲခြေနဲ့ပတ်သက်ပြီးတော့ဒီနေ့အညာဘုံတော့မြောက်တော့ဖြစ်ပါတယ်ဆိုတော့အလုံးနဲ့တည်တဲ့အတိုင်းပေါ့လေလက်ရှိမနိုင်ငံနဲ့အခြေအရေနိုင်ငံရဲ့အခြေအနေပေါ့ပေါ့လေဒါဒီတစ်နေ့ကိုင်းလမ်းစဉ်တွေအတော်လမ်းလေးလမ်းစဉ်တွေစီးရင်လမ်းစဉ်တွေနဲ့ပြရှင်းနေကြတာဖြစ်တဲ့ကြောင့်ပေါ့ဒီမနိုင်ငံမှာရှိတဲ့ဒေသတော်များမှာအံဖက်မှုတွေနဲ့တွန်းတွင်းကြရတာဖြစ်ပါတယ်ဆိုတော့ဒီအကြမ်းလက်နက်ကိုင်းအဖွဲ့စည်းရနေတယ်လေဒီနိုင်ငံမှာရှိရပေါ့ဒါတက ဒီ body အမျိုးရေးကြွားတွေကိုအဲကျူကျော်လာတယ်အချင်းချောက်တာတွေလောက်လာကြတာဖြစ်ပါတယ်အဲ့တော့အဲ့လိုမျိုးကကျူကျော်လာတဲ့အခါမျိုးရည်တရားမှာအဲဒီအချင်းချင်းပြင်းမှာရှိရပါတယ်ဒါပေမဲ့မျိုးအချင်းချင်းနဲ့ပတ်သက်ပြီးတော့အဲဒီရဲ့အမျိုးအနေနဲ့ပြောင်းရတာမှာဖြစ်ပါတယ်အဲ့တော့ဒီဒါနဲ့ပတ်သက်ပြီးတော့ကိုယ်ပထမဆုံးပြောမယ်ဆိုလို့ရှိရင်ဒါကရင်ဖွဲ့ဆိုတော့ဒီဘာသာရေးကိုကိုယ်တောင်းပြပြီးတော့ဒီပေါ်ပေါက်လာတဲ့ဒါလည်းနဲ့ကန်ဖွဲ့စစ်တူပဲဖြစ်ပါတယ်အဲ့တော့ဒီအထူးနိုင်ငံရေးရပါလေဒါ geopolitical ရတာကြည့်မယ်ဆိုလို့ရှိရင်လည်းဒါဒီ မြန်မာပြည်နဲ့ပေါ့လေတရုတ်နေဆက်မှာရှိရနားမှာရှိရပေါ့လေဒါဒီအဖွဲ့အစည်းတစ်ခုပဲဖြစ်ပါတယ်တော်တော်များလည်းပဲမြန်မာနိုင်ငံအတွက်ပေါ့လေဒီလိုမျိုးစိတ်ဓာတ်မရှိတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တဲ့အပြင်ဒါဒီတရုတ်နဲ့အမေရိကန်ချားမှာလည်းဒီကစားနေတဲ့အဖွဲ့အစည်းတစ်ခုလို့ပြောရမှာဖြစ်ပါတယ်တော့နောက်တစ်ချက်ကတော့ဒီ PN ရဲ့အဖွဲ့အစည်းနဲ့ပေါ့လေဒီလိုလည်းနိုင်ငံအကျိုးစီးပွားအတွက်ဒါဒီတက်ပွဲတွေအပေါ်ဆောင်နေကြတာဖြစ်ပါတယ်ဆိုတော့ဒီအားလုံးနဲ့သိတဲ့အတိုင်းပေါ့လေဒါဒီကချင်ပြည်နယ်ဆိုတော့ဒီသဘောဝတင်ဆက်တဲ့ဒါအများဆုံးတာဖြစ်ရှိတဲ့ဒီဒေသတစ်ခုလို့ပြောမှာဖြစ်ပါတယ် ဒီကဘာကျော်ကြောက်စင်းတွေဒါပြင်းတွေအရွှေတွေဆက်ပြင်းပေါ့လေဒါလိုမျိုးဒါပြန်ရတဲ့တွေအထွက်ရှိတဲ့ဒါပြဿနာတစ်ခုဖြစ်ပါတယ်ဆိုတော့ဒါနဲ့ဆက်ဆက်ပြီးတော့ကြည့်ရမယ်ဆိုလို့ရှိရင်ဒါဒီလိုမျိုးဒါအကျိုးစီးပွားအတွက်ပေါ့လေဒါပြိုးနဲ့ဒါလူမျိုးတို့ဒီဘာသာတို့ဒါကချင်ပင်တွေအထူးရတဲ့တစ်ပေါ့လေဒါဒီကျန်ဖက်ကြီးနဲ့ဒါတိုက်ခိုက်သိမ့်ပိုက်ခဲ့တာဖြစ်တာပေါ့လေတွေ့ရမှာဖြစ်ပါတယ်ဆိုတော့နောက်တစ်ချက်ကတော့ဒီပြန်ရွက်ဝဲနဲ့ပေါ့လေဒါဒီစီးပွားရေးကြပေါ့လေဒါရေးပါရဲ့ဒါပုံမျိုးကိုဒါဒီအလုံးစုံထိန်းချုပ်နိုင်ဖို့အတွက်ဒါဒီ2024ခုနှစ်ဒါဒီဇင်ဘာလ၄ရက်နေ့ကနေစပြီးတော့ တိုက်ခိုက်လာကြတာဖြစ်ပါတယ်။ဆိုတော့တကယ်တော့ဒီဘုံဘုံမျိုးဆိုတာကဒီအရာဝတီမြကန်ဘေးမှာတရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့မြန်မာနိုင်ငံအောက်ပိုင်းဒေသကဒါတင်ဘောတွေနဲ့ပြည်တွင်းကုန်သွယ်ရေးတွေကိုလောက်နိုင်တဲ့စစ်ကမ်းမျိုးတွေမျိုးဖြစ်ပါတယ်။တရုတ်နေဆက်နေတယ်လေဒါမိုင်40လောက်ပဲအကွာဝေးပြီးတော့ချန်ပီယံနယ်မြောက်ပိုင်းနမ်ကန်မူဆေးရနေတဆင့်ပေါ့လေဒါတရုတ်နိုင်ငံကိုဆက်သွယ်နေတာဖြစ်ပါတယ်။ဒါမန္တလေးကိုဆိုလို့ရှိရင်ဒါဘုံဘုံမန္တလေးလမ်းနေဒါသွားနိုင်တာဖြစ်တယ်လို့ဒါကုတ်ခိုင်လာရှိုးကနေတဆင့်လေဆက်သွယ်သွားလာနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါတွင်းကုန်ပို့ကုန်လုပ်ငန်းတွေကိုဆွန်ကားတဲ့အမှုတွေမျိုးလည်းဖြစ်ပါတယ်။ ဆိုတော့ဒါကြောင့်မို့လို့ဒါကင်ရွက်ဖွဲ့နေတယ်ဒါပမောမျိုးကိုထင်းချုံနိုင်မယ်ဆိုလို့ရှိရင်ဒါဒီပြည်ုံမြန်မာစာကွန်ပျူတာလမ်းကြောင်းတစ်ခုလို့ဒါထင်းချုံနိုင်ပြီးတော့ဒါယူဆထားဖို့ရတယ်အဲ့တော့ဘုံမှန်လို့ဒါ KIA နဲ့ဒါဘုံဘုံတက်ဖွဲ့နေပေါ့လေဒါဒီအချင်းပြင်းတွေကဒါရေးရေးပါရဲ့ပေါ့လေဒါဘုံဘုံမျိုးပြည်နေတာကိုဒါဒီဒီထိုးစစ်ဆန်တာပေါ့လေဒါတက်ခိုက်လာခဲ့တာကဒါဒီအခုအေရီလာကွန်ဆိုလို့ရှိရင်ဒါလေးလာကျော်ဒါမားလာတွေကိုဒါရောက်လာပြီလို့ဒါပြောရမှာဖြစ်ပါတယ်တော့တစ်ဖက်မှာလည်းဒါဒီတက်မလို့နေတဲ့ပေါ့လေဒါဒီငလျင်ဖေးရောက်မလို့ဒါဒီပြက်ကတ်တက်ခွင့်ကိုရစေး အကျညာချက်တွေကိုလေဒါထုတ်ပြန်ခါဖြစ်တယ်ဆိုတော့အဲ့ဒီကျညာချက်တွေကိုဒါအခွင့်အကောင်းယူပြီးတော့ပေါ့လေဒါဒီ AI ရေဖွဲ့တယ်နေနဲ့ဒါဒီ every year ပေါ့လေဒါ25နှစ်စပြီးတော့ဒေါ့ပြန်ပြီးတော့ process ဆင်လာခဲ့တာဖြစ်တယ်တော့အခုလိုမျိုးဒါဒီပုံပုံမျိုးကိုဒါဒေါ့ပြန် process ဆင်လာတဲ့အချိန်မှာ AI ရေအဖွဲ့တယ်ပြင်ပေါ့လေဒါဒီဗမာ BGF တွေကိုရခတ်တက်တွေ AI တက်တွေလေဒါပါရလို့ဒါသိရတယ်ပေါ့ဆိုတော့သူတို့တွေအနေနဲ့ဒါဒီပုံပုံမျိုးကိုမတိုက်ခိုက်နိုင်တဲ့ကြတဲ့ကြောင့်မလို့ဒါဒီခုဒီပုံပုံမျိုးတွေမှာရှိရပေါ့လေပြည်သူတွေထိုင်တဲ့ရက်ွက်တွေလေးကိုချွတ်တိုက်တုံးနေ ဲ့လက်နဲ့ချင်းနဲ့အရန်တန်းတစ်ခတ်နေလို့လည်းဒါသိရတယ်ပေါ့အဲ့နောက်ဆုံးပြောချင်တာကတော့ဒီ PIN အဖွဲ့ရနေပေါ့လေဒါကိုလိုမျိုးတိုက်ပွဲတွေပို့ဆောင်နေတာပါဒါသူတို့ရဲ့ဒိုစီဝါအကြောင်းမလို့ဒါပို့ဆောင်နေတဲ့တိုက်ပွဲတွေစစ်ပွဲတွေဖြစ်တယ်လို့လည်းဒါပြောရမှာဖြစ်ပါတယ် sorry ကြောက်စင်းတွေဒါပရင်းတွေအဲ့ဒါနေရှာဆက်တင်ပေါ့လေဒါပြောမျိုးတာဒီတရားစရတ်တွေဒါအကျိုးစီးပွားအတွက်ဒါဖြစ်ပြီးတော့ဒါပြည်သူလူထုဒါအကျိုးစီးပွားဖြစ်တယ်ပေါ့လေနိုင်ငံအကျိုးစီးပွားတော့မဟုတ်ဘူးဆိုတော့ပြည်သူလူထု ားလုံးလည်းဒါကားလေးသဘောပေါက်တင်တယ်လို့ဒါကျွန်တော်နေနေနေပြီးတော့ဒီနိုင်ငံရေးချက်ချက်တွေဟိုပေါ့လေဒါအကြောင်းပြုဒါဒါဒီနေမျိုးချက်တွင်ပြီးတော့သူရဲ့ဒီခေါင်းဆောင်မဲ့အတိုးစည်းဘဝအတွက်ပေါ့လေဒါဒီကိုယ်လိုမျိုးကတိုက်ပွဲတွေပေါ်ဆောင်နေတာကဒီမမှန်တဲ့ KIA အတွက်ပေါ့လေဒါဖြစ်ဆက်မတို့နိုင်ပဲဒါဗမိုလ်တိုက်ပွဲမှာဒါဒီအရင်နေနေရတာဖြစ်တယ်လို့ကျွန်တော်နေနေသုံးသပ်မိပါတယ်အားလုံးကိုကျေးဇူးတင်